တက်ဆက်9နှစ်ရွယ်မြန်မာမိန်းကလေးမူရစ်စေဝါတဲ့ဆောင်ရန်အတုံးချခံလိုက်ရသည့်ဖြစ်ရကြောင့်စိတ်မကောင်းစရာတရင်တရက်ပါ အောက်တိုဘာ3ရက်နေ့ကမနက်ခင်းပိုင်းထိုင်းနိုင်ငံချင်းမိုင်မြို့နယ်စပ်ဒေသတဝိုက်မှာခန်းစစ်တပ်ရဲ့ချင်းငန်တရင်ကတက်လေဆောင်ချက်နေချိန်မှာပဲတန်တရားဖြစ်ပွဲကလေးမတူဘူးချင်းတောင်းနဲ့ဝင်လာသည်ကိုတွေ့ရှိလိုက်ရပါတယ်စစ်စေးကြီးရဲ့အခါချင်းတောင်းထဲမှာအဖြစ်ချိုကြီးဘူးလေးဆက်ကိုဝတ်ထားပြီး တပူချင်းစီမှာဘိန်းဖြူလို့ခေါ်တဲ့ကီယိုအင်မူရစေးဝါးတွေထည့်သွင်းထားတာကိုရှာဖွေတွေ့ရှိခဲ့ရပါတယ်။စုစုပေါင်းမူရစေးလေးချိန်ဟာကီလိုဂရမ်1ကီလိုခန့်တန်ဖိုးကြီးစွာရှိနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဖန်စီရမိခဲ့တဲ့ကလေးမဟာမြန်မာနိုင်ငံသားအသက်ဆက်ငါးနှစ်ခန့်ရှိပြီးထိုင်းစကားကိုမပြောတတ်မဆိုနိုင်ဖြစ်နေတယ်လို့သိရပါတယ်။မူရစေးမောင်ကိုကူးဖွဲ့စည်းရရဲ့ကလေးသူငယ်တွေကိုအတုံးချတဲ့လောက်ရဟာလွန်စွာပဲကြီးစွာသောစိတ်မချမ်းသာစရာကောင်းလာပါတယ်။ ယခုဖမ်းဆီးရမိသူနဲ့မူရစေဝါတွေကိုဆက်လက်ပြီးစုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။တရင်ဆောင်ပါကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။